င်္ဂလာပါရှင်။ဇွန်လ၄ရက်ဗုဒ္ဓဖူးနေ့ရဲ့တိမဖွဲရသတင်းကပ္ပါကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ယူကရိန်းရဲ့တိုက်ခိုက်မှုရုရှားအမေရိကန်ဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။ရုရှားနိုင်ငံသားရဲ့ဝင်ကြီးနဲ့အမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးတို့ဟာရုရှားရဲ့အရက်ဖက်နဲ့စစ်ဘက်အဆောက်အုံတွေကိုယူကရိန်းရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြောင်းအာတီသတင်းမှာဖော်ပြထားပါတယ်။ နိုင်ငံသားရေးဝင်ကြီးနှစ်ဦးဟာဇွန်လတရက်ကဖုန်းနဲ့စကားပြောဆိုခဲ့ကြတာဖြစ်ပြီးအစ္စတန်ဘူမှာပြုလုပ်မဲ့ရုရှားယူကရိန်းဆွေးနွေးပွဲအကြောင်းနဲ့ရုရှားနိုင်ငံသားရေးဝင်ကြီးလာရော့ကတော့ဇွန်လတရက်ကတိုက်ခိုက်ခံရမှုကြောင့်အရသာသေဆုံးထိခိုက်မှုတွေအတွက်ဝမ်းနည်းရချောင်းအမေရိကန်နိုင်ငံသားရေးဝင်ကြီးကပြောဆိုခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ဒီတိုက်ခိုက်မှုတွေကိုတတိကြကြစုံစမ်းစစ်ဆေးသွားပြီးအပြစ်ရှိသူတွေကိုစုံစမ်းဖော်ထုတ်ကထိုက်တန်တဲ့အပြစ်တွေပေးဆက်ရမယ်လို့လည်းလာဘော့ကဆိုပါတယ် ယူကရိန်းရဲ့တက်ခတ်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ရုရှားဘက်ကယူကရိန်းရဲ့ကာကွယ်ရေးစနစ်ဆက်ရုံတွေစစ်ဘက်ဆိုင်ရာတပ်ဆင်ရေးလုပ်ငန်းတွေနဲ့တူလောင်ရုံတွေကိုလက်ထုတ်ပြန်တိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ကြောင်းလည်းသတင်းများကဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့တွင်ကတော့တောင်ကိုရီးယားတွင်သမရပြေကောက်ပွဲစတင်တဲ့တွင်ဖြစ်ပါတယ်။ဆွန်လ3ရက်ကတောင်ကိုရီးယားသမရရွေးချယ်မဲ့ပေပွဲကိုကျင်းပကြောင်းသိရပါဗျ လက်တလောသမရဖြစ်လာရန်ရေပန်စာနေသူများတွင်ဒီမိုကရက်တစ်ပါတီဒီမိုကရက်တစ်ပါတီအော့ဖ်ကိုရီးယားရဲ့အကြိုက်ခံခေါင်းဆောင်အီဂျေမြောင်နဲ့ပြည်သူ့အစွမ်းပါတီပီပယ်ပါဝါပါတီ PPP ရဲ့သမရလောင်းကင်မွန်စုလို့ဖြစ်တယ်လို့ဆိုထားကြောင်းလည်းသိရပါရဲ့ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ပြည်ဖြိုးမြင်းစွမ်းရည်၌ပုံမှုရင်းနှီးမယ်လို့ချီလီသမရပြောကြားတဲ့တင်ဖြစ်ပါတယ်။ ခြေလီသမရကပြန်လည်ပြေဖြူမြင်စွန့်ရင်ကြိုးပမ်းမှုတွေကိုအချိန်မြင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဇွန်လတရက်ကကတိပြုပြောကြားလာတာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ပြန်လည်ပြေဖြူမြင်စွန့်ရင်အရေးမြစ်တွေမှာရည်နှီးမြုပ်နှံမှုတွေတိုးမြင့်သွားမှာဖြစ်ပြီးမကြခင်အချိန်တွင်းမှာအချိန်မြင့်တင်ထားတဲ့ကာဗွန်ထုတ်လွှတ်မှုလျှော့ချတဲ့အစီအစဉ်ကိုဆက်လက်မိတ်ဆက်သွားမှာဖြစ်တယ်လို့လေချီလီသမရကပြောပါတယ်။ ဒါပြင်လာမယ့်2040ပြည့်နှစ်အတွင်းမှာကာဗွန်ထုတ်လွှတ်မှုကို3ရာခိုင်နှုန်းထိရောက်ရှိအောင်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းချီလီသမ္မတကကတိပြုပြောကြားထားပါတယ်။ဒါပြင်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှင်နယ်နှင့်ကြောင်မီသွေးလုပ်ငန်းတွေမှာလည်းရင်းနှီးမြှုပ်နှံမှုတွေထပ်မံတိုးမြှင့်ဆောင်ရွက်ကအဖက်ဖက်ကနေအကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ချီလီသမ္မတကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့နေဆက်ကိုမပေးရန်ထိုင်းစစ်တပ်ကိုပေတုံတန်းတိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။နေဆက်ဖြတ်ကျော်ကုန်သွယ်မှုများရပ်တန့်သွားမယ်ဆိုပါကစီးပွားရေးထိခိုက်စေနိုင်တဲ့စိုးရိမ်မှုနဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့တောင်ဆိုချက်ကြောင့်ကမ္ဘောဒီးယားနဲ့ထိစပ်နေသောနေဆက်ကိုမပေးရန်ထိုင်းဝန်ကြီးချုပ်ပေတုံတန်းကထိုင်းစစ်တပ်ကိုတိုက်တွန်းခဲ့ကြောင်း The Nation မှဖော်ပြထားပါတယ်။ ထိုင်းနယ်ကမ္ဘောဒီးယားနယ်စပ်တနေရာဖြစ်တဲ့ချုံပုတ်ဒေသတွင်နှစ်နိုင်ငံစစ်သားများကြားအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်တင်းမာမှုများမြင့်တက်နေချိန်မှာစစ်တပ်အနေနဲ့ထိထိန်တသိန်းလုံဆောင်ရန်ထိုင်းအစိုးရကတိုက်တွန်းခြင်းဖြစ်ကြောင်းလည်းသိရပါပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ Hajj ဖျားဖူးခွင့်ပြုချက်မပါတဲ့မွတ်စလင်2,600ကျော်ကိုမက္ကာမြို့ဝင်ခွင့် sorry တားမြစ်တဲ့တဲ့တင်ဖြစ်ပါတယ်။ မကမြို့သူတရားမဝင်ဝင်ရောက်မှုကိုအာဏာပိုင်တွေကနှိမ်နင်းနေတဲ့အချိန်မှာဟတ်ဖျားဖို့ခွင့်ပြုချက်မပါတဲ့မွတ်စလင်26900ကျော်ကိုမကမြို့သူဝင်ခွင့်တားမိခဲ့တယ်လို့ sorry အာရဗျအရာရှိတွေကဇွန်လတည်းကပြောကြားလိုက်တယ်လို့သိရပါတယ်။ဟတ်ဖျားဖို့အစီအစဉ်မှာခွင့်ပြုချက်မရှိဘဲပါဝင်ဆင်နွှဲသူတွေအနေနဲ့တန်ငွေကန်ဒေါ်လာ9000နဲ့နှိမ်ထုတ်ခံရတာမျိုးလို့တခြားပြစ်ဒဏ်တွေလည်းချမှတ်ခံရနိုင်တယ်လို့ဆိုပါတယ်။ ဟတ်ဖျားဘူးစီကံတွေကိုချိုးဖောက်တဲ့ sorry အာရီဗျာဒေတာကန်2300ကိုအာနာပိုင်တွေကပြစ်ဒဏ်တွေချမှတ်ထားပြီးဟတ်ကုမ္ပဏီ400ရဲ့လိုင်စင်တွေကိုရှုတ်သိမ်းထားတယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ဆုံးနေ့စမဲသတင်းကတော့82ကြိမ်မြောက်ကမ္ဘာအလှမယ်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှလက်ရွေးစင်ချန်ပီယံဆုရရှိရတဲ့သတင်းဖြစ်ပါတယ်။ ဒေတာစံတော်ချိန်မေလ31ရက်က82ချိန်မြောက် Miss World အလှမပြိုင်ပွဲကိုအိန္ဒိယနိုင်ငံ Hyderabad မြို့ရှိ Hindus Exhibition Center တွင်ကျင်းပပြီးစီးကြရောယခုအချိန်ပြိုင်ပွဲတွင်ထိုင်းနိုင်ငံကိုစားပြု Miss Aubrey Suchada Charansri ကအနိုင်ရရှိပြီးချန်ပီယံအသစ်အဖြစ်တရဖူဆောင်ခဲ့ကြောင်းသိရပါရရှင်။ ကျမတို့ရှန်ကုန်မီဒီယာကနေအရှေ့လေပိုင်းဒေသအစ္စရေးနဲ့ဟာမတ်စ်ရဲ့တိုက်ပွဲသတင်းများပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြစ်စင်များကိုအချင်းနဲ့တပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။